အားလုံးပဲမင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာလ23ရက်နေ့လကင်းအထိရရှိထားတဲ့အထူးကြဆုံသတင်းတွေကိုကျွန်တော်ခေမနန်ကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲကေကေပတ်ကကြားဖြန့်တရုတ်တွေကိုရန်ကုန်နဲ့မန္တလေးကိုပို့ဖို့စီစဉ်နေတဲ့ BGF စေအုပ်စုရဲ့အတူအောင်ရွေးကောက်ပွဲလူလူစိတ်ဝင်စားတာကိုဝန်ခံလာတဲ့မွန်ညင်ညွတ်ရဲ့ပတ်ဒီအကန့်အသတ်မရှိနာမည်အိဒီယဘန်ကကွလန်တူရေမွန်အတန်နဲ့ နောက်ဆုံးစီးထွက်မှာစစ်တပ်လောက်ခံ NDK ပြည်သူ့စစ်အဖွဲ့အတွင်းအကွေအပြေပြဿနာတွေဆလာပြီးဆိုတဲ့အကြောင်းခေါလန်ဖူးကစစ်တပ်စခန်းနှစ်ခုကိုတင်ပိုင်နိုင်ခဲ့တဲ့ခရင်ရရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူလိုက်တဲ့အမေရိကန်အဲ့လိုနေလေကန်ထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အခုနေလေကင်းအထိရရှိထားတဲ့ထိတ်တန့်သတင်းတွေထဲကပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ကေကေပတ်ကကြားဖြန်တရုတ်တွေကိုရှန်ကုန်နဲ့မန္တလေးကိုပို့ဖို့စီစဉ်နေတဲ့ဗီဂျက်သတင်းပါကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ကေကေပတ်ကြားဖြန်ရှင်တွေကထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတွေနဲ့အလုသမားတွေကိုရှန်ကုန်နဲ့မန္တလေးမြို့တွေကိုပို့ဖို့ BGF နဲ့ DKB ကစီစဉ်နေကြောင်းစုံစမ်းသိရပါတယ်။ညရင်ရှင်ကားတွေလိုက်ဟားနေရယ်ရန်ကုန်အရောက်ကို300လောက်ပေါက်သွားတယ် မင်းညကမြားဝရီမှာတိတ်ခုတ်ခန့်နဲ့အကုံပြစ်ကုန်တယ်ကာသမားရဲ့အကုံစဲစဲဆားလောက်တက်ကုန်တယ်လို့ကြုတ်ချဖြန့်တူကိုရှန်ကုန်ပို့ဖို့လာရောက်စုံစမ်းမှုကိုကိုရန်ကြုံခဲ့ရတဲ့ကာသမားတူကအန်ပီကိုပြောပါတယ်အခုလိုလာရောက်စုံစမ်းသူမှာဘီဂျဲဝတ်ဆွန်ဝတ်ဆင်ထားသူဖြစ်တယ်လို့သူကဆက်လက်ရှင်းပြပါတယ်ဘီဂျဲနဲ့စစ်ကော်မရှင်တို့လက်ဝါးချက်ပြီးကဲကဲပတ်ကိုစစ်တကဝင်ရောက်စီနှင်းမယ်လို့သတင်းတွေထွက်ပေါ်ပြီးရနောက်အဲ့ဒီနေရာမှာရှိတဲ့သူတွေဟာ ော်တိုဘားလ20ရက်ကစပြီးမြောက်ရီမြို့နယ်ထိုင်းနိုင်ငံမေဆောင်မြို့တွေကိုအသေးအတန်ထွက်ပြေးမှုတွေပြုလုပ်နေရလဲဖြစ်ပါတယ်။အဲ့လိုထွက်ပြေးလာသူတွေဟာမြောက်ရီမြို့ကိုထောင်နဲ့ရှိရောက်ရှိလာပြီးမြောက်ရီကနေတဆင့်ရန်ကုန်နဲ့မန္တလေးမြို့ကိုထွက်ပြေးဖို့လုံနေရဖြစ်တဲ့အတွက်ကားနှားခဈေးတွေကတအုပ်ကို300ရာရှိထိပေါက်ဈေးဖြစ်ပေါ်သွားပါတယ်။တရုတ်တွေက BJF ကိုအကူအညီတောင်းလို့ BJF ကကားလိုက်ငှားပေးနေရာ ကားလိုက်ငှားပေးတဲ့သူက30တိရရလို့ BGF နဲ့နီးဆက်သူတူကပြောပါတယ်စစ်ကွန်ရှင်စစ်တပ်ကဝင်ရောက်စီးနှင်းမယ်ဆိုတဲ့သတင်းကြောင့်ကေကေပတ်ကြားဖြန့်ရှုံတွေမှာအလုပ်လုပ်ကင်ရဲ့တရုတ်မြန်မာနဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားထောင်ပေါင်းများစွာမှအော်တိုဘလ22ရက်နေ့နဲ့ပိုင်းကထွက်ပြေးခဲ့ကြတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကွန်ရှင်တပ်ဟာကေကေပတ်မှာရှိတဲ့အသေးဆုံးကြားဖြန့်စင်တာတစ်ခုကို ရုပ်ရှင်ဆန်ဆန် ဝင်စီးပြပြီးတဲ့နောက်မှာကြားဖြန့်တယောက်တထဲတွေဟာအလုပ်သမားတွေကိုလောက်ခလာစားမပေးပဲတပတ်လောက်ရှောင်ဖို့ပြောခဲ့တဲ့အတွက်တန်းရှောင်မှုနဲ့ပြုလုပ်နေရဖြစ်တယ်လို့ကြားဖြန့်အလုပ်သမားမြန်မာနိုင်ငံသားတူကပြောပါတယ်ဒုတိယသတင်းကတော့ဆေးအုပ်စုရဲ့တူအောင်ချွေးကောက်ပွဲလူလူစိတ်မဝင်စားတာကိုဝန်ခံလာတဲ့မွန်ညင်မြေရဲ့ပါတီအကြောင်းပြောပြပေးပါမယ်စကောမရှင်အပြုလုံးမဲ့တူအောင်ရွေးကောက်ပွဲကိုမဲဆန္ဒရှင်ဖြစ်တဲ့ပြည်သူလူထုကစိတ်ဝင်စားမှုမရှိဘူးလို့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ မွန်ညင်ညွတ်ရေးပါတီကဝန်ခံလိုက်ပါတယ်အခုအတွေ့အကြုံရွေးကောက်ပွဲမဲဆွေစင်ရင်းနဲ့ပတ်သက်လို့မွန်ညင်ညွတ်ရေးပါတီကိုဘလို့ပုံစံနဲ့စီရင်မလဲဆိုပြီး MP ကမေးမြန်းတဲ့အခါအဲ့ဒီပါတီရဲ့ပြောရဆိုခွင့်ရှိသူနိုင်တန်းရွှေကအခုလိုပြန်လဲဖြစ်ကြခဲ့ရလဲဖြစ်ပါတယ်အဓိကအခက်အခဲတစ်ခုကသွားလာလာတာပေါ့နော်မဲဆန္ဒရှင်တွေတိတ်ပေးစိတ်ဝင်စားမှုမရှိဘူးပေါ့အားနေရပေါ့အဲ့ဒါကိုကျွန်တော်တို့မေးဆန္ဒရှင်တွေအနေနဲ့ဘာတွေဖြစ်ဖြစ်မေးလာထည့်ပေးဖို့လို့နိုင်တန်းရွှေကပြောပါတယ် စစ်ကောင်မရှင်ကသူတို့အာဏာတင်မြှောက်ဖို့အတွက်အတူရောင်ရွှေကောက်ပွဲပြုလုပ်ပြီးထွက်ပေါ်နေချိန်မှာဖြစ်ပေမဲ့စစ်တပ်ဘလို့ပင်ခိုင်းစေပါစေငါတို့အမတ်ဖြစ်ဖို့လိုတဲ့ဆိုပြီးရှင်ပြိုင်ရှင်တွေရဲ့အမတ်တွေကလည်းအများပြားထွက်ပေါ်နေပါတယ်။ဒါပေမဲ့တိုင်းပြည်နဲ့တိုက်ပေါ်တွေဖြစ်နေရာအကြောင်းအတူရောင်ရွှေကောက်ပွဲကိုစစ်တပ်ကလုံခြုံရေးအပြည့်အဝမပေးနိုင်တာကိုတော့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီကထိနိုင်နေမှုတွေလည်းရှိနေပါတယ်။စစ်တပ်ကလုံခြုံရေးယူပေးမလားမယူပေးဘူးလားစောင့်ကြည့်နေရတဲ့အနေထား တကယ်တမ်းမေးဆွေဖို့ကိစ္စမပြောနဲ့ကိုစလီလောင်းအမိထွက်လာပြီးကလေးကတွားလာတာကအစာသတိထားကြဖြစ်နေရောစစ်တပ်ကိုအားကိုးရလဲမမှားနေဘူးလို့မွန်ညညရဲ့ပါတီဝဲဟောင်းတိုးကစစ်ကော်မရှင်ကိုတစ်ဖက်လဲထောက်ခံတဲ့ပုံစံနဲ့ပြောခဲ့ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်မှာပြုလုပ်မဲ့စစ်ကော်မရှင်ရွေးကောက်ပွဲအပိုင်း1မှာမွန်ပြည်နယ်ကမော်လမြိုင်ရှောင်းဆောင်စိုက်မရောတထုံစိုက်ထုံမြို့နယ်မှာဖြစ်ပြီးတော့ကြန့်ခိုင်ရဲ့ပါတီတိုင်းရင်းသားစီလုံးညရဲ့ပါတီမွန်ညညရဲ့ပါတီ ပိုးအမျိုးသားတိုးတက်ရေးပါတီပြည်သူ့ပါတီပြည်သူ့ရှစ်ဆောင်ပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနဲ့အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့မှရှင်ပြန်မှာဖြစ်ပါတယ်။ထမှန်တင်ဆက်ပေးကျင်တာကတော့အကန့်အသတ်မရှိနားမဲ့အိရိယာဘန်ကကိုလန်သူရင်မုံအတန်နဲ့နောက်ဆုံး KC ထွက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စတားအနာတိမ်မီရနောက်လူမဆုံတော့တဲ့အိရိယာဘန်ကလာမဲ့ဖြော့ဖြဲပွဲပေးအကန့်အသတ်မရှိရန်လာတော့မှဖြစ်ပေမဲ့ကိုလန်သူအဆိုတော်ရင်မုံအတန်နဲ့ နောက်ဆုံး TCA ထွက်ဖို့ရှိနေလို့ Drama ကိုဂျပန်က MB ကိုပြောပါတယ်။လာမယ့်အောက်တိုဘာလ25ရက်မှာ India ဘန်ရက်ဖျော်ဖြေနှုတ်ဆက်ပွဲကိုရန်ကုန်မှာပြုလုပ်ပြီးတော့ဘန်ကိုအကန့်အသတ်မရှိရန်လာတော့မှာဖြစ်ပါတယ်။အဲ့လိုရန်လာရတာဟာစစ်တပ်အနာသိမ်းပြီးတဲ့နောက်မှာအဖွဲ့လူမဆောင်တော့အာနဲ့တာရီယမ်မြောက် TCA ထွက်ရှိဖို့အားစိုက်လှုပ်ဆောင်နေရကြောင်းဖြစ်တယ်လို့ကိုဂျပန်ကပြောပါတယ်။အကန့်အသတ်မရှိ နားတာပေါ့လူလဲမစုံကြတော့တာရယ်တရားခွဲထွက်ဖို့အားစိုက်ရအောင်ပါရယ်ကြောက်ပါ တရားခွဲကလည်းပြီးနေပါပြီထွက်ဖို့လုံးချယ်ရကြံနေသေးတယ်ဘောလို့ကိုဂျပန်ကပြောပါတယ်စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တဲ့အိန္ဒိယဗန်ရဲ့ပင်တိုင်းတည်တန့်ရှင်ရင်မုံခေါ်တွတ်ပီဟာပုံမှန်905ကကြီနဲ့ဖန်ဝရထုတ်ခံရပြီးရနောက်လွတ်မြောက်နေမျိုးကိုတင်းရှောက်ခဲ့စဉ်2021ခုနှစ်ဇွန်23ရက်မှာကိုလွန်ခဲ့ရလဲဖြစ်ပါတယ်အလားတူအိန္ဒိယဗန်ရဲ့ဒရမာကိုဂျပန်ဟာလည်းစစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တဲ့အတွက်အခုအချိန်ထိ မြန်မာနိုင်ငံကိုပြန်လာနိုင်ခြင်းမရှိတော့ဘဲပြည်တွင်းမှာတော့အိဒီယက်ဘန်ရဲ့လစ်ဂီတာတမားဖိုလုံနဲ့ဘစ်ဂီတာတမားအောင်ရဲတို့သာကြာရှိနေရလဲဖြစ်ပါတယ်ကိုတော့လည်းမရှိဥပန်ကလည်းမရှိနဲ့ကျွန်တော်တို့ရှိတဲ့အိရဲ့ဘန်ကြီးကတော့အနာယူရဲ့အကြောင်းပြက်ခဲရပြီပေါ့ဗျာကိုတော့အကြောင်းပြောရရင်အခုထိညက်ရဝဲတချင်ချင်တော့ linking back လိုမျိုးအိဒီယက်လည်းပြန်လာနိုင်ပါစေလို့ဆုတောင်းနေတဲ့အကြောင်းအိဒီယက်ဘန်ရဲ့အမာခံပြည်သက်သူကပြောပါတယ်အိဒီယက်ဘန်ဟာ သူရဲ့ပင်နိုင်ဆိုတော့ရင်မုံရဲ့နောက်ဆုံးတည်ဆုပ်ခဲ့တဲ့တာရီယာမြောက်အတက်တီစီဘေးကို2024ခုနှစ်မှာထုတ်ဖို့လှုပ်ဆောင်ခဲ့ပေမဲ့လူမဆုံတာတွေကြောင့်ကြံ့ကြာနေခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အော်တိုဝါလ25ရက်မှာပြုလုပ်မဲ့နောက်ဆုံးနှုတ်ဆက်ဖြုတ်ဖြင်းပွဲမှာတော့ရင်မုံနောက်ဆုံးတည်ဆုပ်ခဲ့တဲ့တရှင်ကိုတိခဲဖြုတ်ဖြင်းမှုတွေပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်လက်အောက်ခံ NDK ပြည်သူ့စစ်အဖွဲ့အတွင်းအကွေးအပြေးပြဿနာတွေဆက်လာပြီးဆိုတဲ့အကြောင်းကိုပြောပြပါမယ်။ ်ကရှင်ပြည်နယ်ခြေဆိုင်စစ်ကော်မရှင်လက်အောက်ခံ NDAK ပြည်သူ့စစ်အဖွဲ့ဟာသူတို့ကောင်းဆောင်ဟောင်းတဦးဖြစ်ပြီးပြည်သူ့စစ်ညွန်ကြားမှုလုပ်ခဲ့တဲ့ဥလကွယ်ဗော်လန်းကိုအဖွဲ့ကိုပြန်လာဖို့အချင်းချင်းဆက်သွယ်ခဲ့ပေမဲ့ပြန်လာတဲ့အတွက်အဖွဲ့အစည်းနဲ့မသက်ဆိုင်တော့ဘူးလို့ထုတ်ပြန်လာပါတယ်။ကရှင်ပြည်နယ်ထုတေတာတက်ကို KAI နဲ့ပူပေါင်းအဖွဲ့က2024ခုနှစ်အောက်တိုဘာလမှာတိမ့်ပိုက်ပြန်နောက်စစ်တလအကြမ်းမှာ NDAK ပြည်သူ့စစ်အဖွဲ့ကိုပြန်လည်စုဖွဲ့ဖို့ ဥလကွယ်ဘောလန်းကိုအချင်းချင်းဆက်သွယ်ခဲ့ပေမဲ့အကြောင်းပြန်ကြားမှုမရှိအောင်သူရဲ့လှုပ်ဆောင်မှုတွေဟာအဖွဲ့အစည်းနဲ့သက်ဆိုင်မှုမရှိတော့ဘူးလို့ထာဝရငင်းချင်းအဖွဲ့ကထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ဥလကွယ်ဘောလန်းဟာ NDAK ပြည်သူ့စစ်ကောင်းဆောင်ဟောင်းဥစကုံတင်ရဲ့လက်အောက်မှာပြည်သူ့စစ်ညွှန်ကြားရေးမှု အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတူလည်းဖြစ်ပါတယ်။ဥစကုံတင်ရဲဟာဗမာပြည်ကွန်မြူနတီပါတီပြိုကွဲပြီးရနောက်1989ခုနှစ်မှာ ကရှင်လွတ်လပ်ရေးအဖွဲ့ KIO ကနေခွဲထွက်ပြီးတော့ NDAK ကိုစတင်တည်ထောင်ပြီးစစ်တနအပြည့်ခက်ရက်စရဲစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်၂009ခုနှစ်နိုဝင်ဘာလမှာတော့ NDAK ဟာစစ်တရဲကွက်ကွယ်မှုအောက်ကနေရှားဆောင်တပ်အဖြစ်တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ် PGF အဖြစ်ပြောင်းလဲပြီးရင်နောက်မှာလဲဒေသအတွင်းမှာပြည်သူ့စစ်အဖွဲ့အနေနဲ့လှုပ်ရှားနေခဲ့ပါတယ်၂020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာ NDAK ထိန်းချုပ်နေမြေမှာတရုတ်နေစံနဲ့ဆက်စပ်တဲ့တပ်တူတူဖွဲ့ရဲ့လုပ်ငန်းတွေဥပမာမြေရှားတပ်တူတူဖွဲ့ချင်းကိုလည်း ပုံမှန်များပြစွာပြုလုပ်လာခဲ့ပါတယ်။ဒါပေမဲ့2024လေကုနှစ်မှာ KNN ပူပေါင်းတပ်တွေကအန်ဒီအကေထိန်းချုပ်ထားတဲ့ဆော်လွန်နဲ့ရှီပွေမြို့နယ်တွေကိုတင်ပိုက်ပြီးတော့စစ်ဆွေရာတတ်မှတ်ခဲ့တဲ့ကရှင်ပြည်နယ်အထူးဒေသ1တတ်မှတ်ချက်ကိုလည်းပေဖျက်ခဲ့ပါတယ်။နောက်ဆုံးပြည်တွင်းသတင်းတပုတ်ကတော့ခေါလန်ပူအားစစ်တပ်စခန်းနှစ်ခုကိုတင်ပိုက်နိုင်ခဲ့တဲ့ KNN ဆိုတဲ့သတင်းဖြစ်ပါတယ်။ကရှင်ပြည်နယ်ခေါလန်ပူမြို့နယ်မှာရှီအစစ်ကော်မရှင်လက်အောက်ခံပြည်သူ့စစ်စခန်းနှစ်ခုကိုကဲကတင်ပိုက်နိုင်ခဲ့လို့သိရပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ19ရက်ကခေါလန်ပူးမြို့နယ်ရှစ်လာတန်းကျေးရွာအနီးမှာအင်အား30နဲ့တက်ဆွဲထားတဲ့ပြည်သူစစ်ခန်းကိုတင်ပိုက်နိုင်ခဲ့ပြီးတော့အော်တိုဘာလ20ရက်မှာမခေါန်တန်းကျေးရွာဆုတောင်းကုန်းမှာရှိတဲ့ပြည်သူစစ်ခန်းတွေကိုကေအန်ကတင်ပိုက်နိုင်ခဲ့ရပါအဲ့လိုပြည်သူစစ်ခန်းတစ်ခုကိုကေအန်ကတင်ပိုက်နိုင်ခဲ့ရကိုမကျင်တဲ့စစ်ကောင်စီကခေါလန်ပူးနဲ့ဆော်လော်တို့မှာရှိတဲ့ဒေသခံတွေနေရာတွေကိုရေကျဲရှိရှိနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ် ပီကန်နာမဆက်လေကိုနဲ့ဒီဇင်မာလာတို့ကခေါလန်ဖူးမျိုးနယ်အထက်ကစစ်ကော်မရှင်ရဲ့ပြည်သူ့စစ်ခန်းရှုပ်ကို KIA ကတိုက်ခိုက်ခဲ့ပုံပေမဲ့ဒီနေ့အတွင်းမှာတော့စခန်းတင်စစ်စင်ကိုအခုမှပြန်လဲပေါ်ဆောင်ခဲ့ရလဲဖြစ်ပါအခုလိုစတက်လက်ပါစစ်ခန်းတွေတင်ပိုက်ခံရတဲ့အတွက်စစ်ကော်မရှင်က KIA တင်ပိုက်ထားတဲ့ခေါလန်ဖူးနဲ့ဆောလွန်မျိုးနယ်ကိုဘုံကျဲခဲ့ရပြင် KIA ထိန်းချုပ်နေမြေစစ်တပ်နေရာကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ် ဘုံကျတခဲမုံကြောင့်ကဲဘက်ကအရာရှိတွေအပါဝင်များစွာတည်ဆုံးခဲ့ရလို့စတက်ဝါဖြန် Telegram Channel မှာဖော်ပြခဲ့ပေမဲ့ကဲပြောဆိုခွင့်ရှိသူဘုံမကြီးနော်ဘူးကတော့လူထိခိုက်မှုမရှိဘူးလို့လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာဖျက်ကြားထားပါတယ်။လက်ရှိမှာတော့ကဲဟာဗမာမျိုးတိုင်တိုက်ပွဲနဲ့ဖားကန်ဒေတာထိန်းချုပ်ရေးတို့မှာစစ်ကော်မရှင်ကိုစစ်ရေး PR ပေးမှုတွေဆက်လက်လှုပ်ဆောင်နေနိုင်ပြီးတော့မျိုးစစ်လင်မျိုးနှိပါကိုတိုက်ပိုက်ထိန်းချုပ်ထားနိုင်ပါတယ်။ နောက်ဆုံးပြပတဲ့အနေနဲ့ရုရှားရဲ့အကြီးဆုံးရှင်းတဲ့ကုမ္ပဏီနှစ်ခုကိုပိတ်ဆို့အရေးယူလိုက်တဲ့အမေရိကန်သတင်းကိုပြောပြရင် NBA ရဲ့နေ့လယ်ခင်းသတင်းအစီအစဉ်ကိုအဆုံးသတ်လိုက်ခြင်းပါတယ်။ရုရှားနိုင်ငံအကြီးဆုံးရှင်းတဲ့ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Rosenthal နဲ့ Luke Wido ကိုပိတ်ဆို့အရေးယူမှုနဲ့ထပ်မံပြုလုပ်ခဲ့ရလို့အမေရိကန်ဆိုရကကြေညာထားပါတယ်။အမေရိကန်ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်မှာ Ukraine စစ်ပွဲကိုအဆုံးသတ်ဖို့ငြင်းငြင်းလုပ်ငန်းစဉ်တို့အတွက် ရုရှားဘက်ကအလင်းနဲ့ထားကတိကဝဲပြုမှုနဲ့မရှိရာအကြောင်းပိတ်ဆို့မှုကိုလှုပ်ဆောင်ရတာဖြစ်တယ်လို့ဆိုထားပါတယ်။အခုလိုရေနံကုမ္ပဏီချင်းနှစ်ခုကိုအမည်ပြည့်စင်တွင်းလိုက်တဲ့အတွက်ရုရှားရဲ့စစ်တုံးစေးရှားပွဲနိုင်စွန်းကိုဟန်တားစင်နိုင်မယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်။ရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ရဲ့အတွက်လိုအပ်ပါကနောက်ထပ်အရေးယူမှုနဲ့ပြုလုပ်ဖို့အမေရိကန်ကအသင်းရှိနေလို့ကြေညာချက်မှာရေးသားထားပါသေးတယ်။အမေရိကန်မန်နိုင်ဝန်ကြီးစကော့ဘက်ဆန်က တမနာပူတင်ဟာကျွန်တော်တို့မျှော်လင့်ထားသလိုယူတာပွင့်လင်းတဲ့ပုံစံမျိုးနဲ့ဆွေးနွေးပွဲစပွဲကိုရောက်မလာခဲ့ပါဘူးလို့ပြောပါတယ်။အမေရိကန်တမနာဒေါ်လန်ထရန့်နဲ့ရုရှားတမနာဗလာဒီမီယာပူတင်တို့ဟန်ဂရီနိုင်ငံမှာတွေ့ဆုံမဲ့အစီအစဉ်ပြက်ပေပြီးနောက်တရအကြမှာအမေရိကန်ကအခုလိုပိတ်ဆို့မှုတွေကိုကြေညာခဲ့ရပါ။အဲ့ဒီရင်းနှီးကုမ္ပဏီချင်းနှစ်ခုဟာမော်စကိုစတော့အချိန်စီးရင်တွင်ထားတဲ့ထိတ်တန့်ကုမ္ပဏီစစ်ခုစီးရင်မှာပါဝင်ပြီးရုရှားနဲ့နိုင်ငံတကာရင်းနှီးနဲ့ တဘွားတန်းဝဲရှာဖွေရေးထုတ်လို့ရေးဆက်လို့ရင်းနဲ့ရောင်းရှာရေးတို့မှာပါဝင်ပတ်သက်နေရပါပြီးခဲ့တဲ့ဂျက်တက်တပတ်ကရုရှားပေါ်ပိတ်ဆို့မှုအသစ်တွေပြုလုပ်ခဲ့တဲ့ဗြိတိန်ဆိုရရဲ့အချက်လက်တွေအရယော့စနက်နဲ့လူကွေအိုင်ကွန်မဏီဟာတနစ်ကိုရင်းနှံစီပေါင်း3.3တန်ကဘာနှံ့ကိုတင်ပို့နေရလို့သိရပါတယ် NBA ရဲ့နေလေကင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးကြပါ NBA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာ ဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူပဲကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝအမောရည်လည်းပြကြပါစေခင်ဗျာ